ငငယ်တုန်းကတခါတွေ့ဘူးရယ်ဆရာမအရန်ရိုက်တာအရန်ရိုက်တာဆိုတငယ်ချင်းဆိုလက်တောင်ခွဲလိုက်ရတယ်ငားတဲ့နှစ်မှလားမသိသူအရိုက်ခံရတယ်ရှင်မ6တန်းနှစ်မှခွဲလိုက်ရဆရာကြီးရိုင်းကလည်းအများတည်းမမှန်နေဘူးဆိုပြီးပြောချင်တာတပိတ်နဲ့တွေ့ပြီးတချို့ပြောင်းလဲတာဒါတော့ဥပမာအနေနဲ့ပြောချင်တာပေါ့လေဇလန်အရာပေါ့အပြင်မှာလည်းရှိတာတော့ရှိတယ်ဂယုဏဒေါသောပေါ့ဆရာမစေတနာပေါ့စာမပြီးသေးဘူးလားဘာညာဆိုပြီးတော့အဲ့လိုကျန်နေဆရာမရှိတယ်ဆရာမဒီကရှိရရှိနေရှိတယ် ပြောရရင်လားပြောရင်အမှတ်ရရင်အများကြီးပဲပါပါဦးပြောရမယ်ဆိုရင်ပြောမလေးပါစဲစားကြည့်မလေးနဲ့ပတ်သက်ပြီးပြောရအောင်ပိုင်းက၈ပိုင်းပဲကျန်တော့တယ်เนาะပြီးအောင်ပြီးတော့မယ်အခုဆိုပိုင်း၁၂ပိုင်းဖြစ်ပြီးတော့ပါလीအပိုင်း၁၂ပိုင်းမှာအမှတ်တရစင်ပါစင်နေဖြစ်မလဲဆိုရင်အမှတ်တရစင်ညာများတယ်အဓိကတော့အမှတ်တရဖြစ်ဆုံးစင်ကတော့လူဆုံးလူဆုံးတဲ့စင်တွေပေါ့လူဆုံးပြီဆိုရင်တယောက်တစ်ပေါက်အဲ့လိုမျိုး ဒီเจ้าကောင်းတယ်ဆိုပြီးတော့ငါမမီလွတ်လို့ငါဒီเจ้าကိုလာတတ်တယ်တကယ်တော့ဒီเจ้าမရှိတဲ့လူတွေကအကုန်လုံးမဟုတ်လို့တော်တော်ကြီးရိုက်ရတယ်လို့စုံစမ်းပါဆိုရင်ဘာလို့ဆိုတော့တယောက်တစ်ပေါက်တွေပြောနေတာဆိုတော့ driver လည်းပင်မန်းတယ်ပြီးတော့ actor တွေလည်းအဲ့လိုမျိုးဒီ scene တစ်စင်းပြီးသွားဖို့အတွက်ကိုတော်တော်ကြီးဟိုညီအောင်လုပ်ရပါဆိုစနစ်ရောက်ဆိုတော့လေဒီခန်းထဲမှာပဲပြီးတော့ဒီ private ကျောင်းဖြစ်တဲ့အပြင်ပေါ်လာဆောင်မှာ ကလေးတွေဒီတယောက်တစ်ပေါက်ပုံစံအကျင့်စရိုက်တစ်ခုနဲ့ဒီကာရိုက်တာအပြင်မရိုက်ခင်မှာအပြင်ကာရိုက်တာအနေနဲ့လူတွေကဟိုမှာပြစ်တာဆိုတော့လေအဲ့တော့တော်တော်ကြီးよเนาะအဲ့လိုလူဆုံးပြီဆိုလို့ရှိရင်မနေစူးစားပြီးရိုက်ရိုက်ရတယ်ဒါပေမဲ့ချုပ်ခန်းလေးဆိုလို့ရှိရင်တော့ကို့ပို့ပါလုတ်သွားကြရဲ့ဟာဆိုတော့အရန်မြန်တယ်ဟဲ့ဖိုးမ မင်းကိုဘာလို့မေးလို့လဲတော့ငါငါနှစ်ကောက်ဖောရလေသမီးသမီးမင်းရဲ့ကြောင်းရဲ့စီကံရာကြီးတော့ရှေ့ရကားလေးရနည်းနည်းပို့အေးပြီးငိန်တာဟိုငိန်တဲ့ဥစ္စာမှာအခုဒီပြိုးအင်းရင်ကလောင်ဝန်းကြောင့်အရန်နည်းနည်းကွဲထွက်သွားတဲ့ပုံစံဖြစ်တာဟိုအရှိအကြေးလက်ကမြင်းရှင်မှာဆိုရင်တော်တော်ကြီးအေးတယ်အေးတဲ့ပြင်ဟိုတကအကားလေးရလဲဒီအကြေးလက်ဒေတာဆိုတော့ vibe လေးရအစာငင်းငင်းအေးအေးစစ်စစ်လေးသွားနေအခုတည်းကကြလူငယ်စံနေဆွာနေရမယ် တွက်ရတယ်ခလေးပီပီတွက်ရတယ်ပြီးလို့ရှိရင်သူ့ရဲ့လာဝင်းရဲ့အချင်းစရိုက်ကိုတိုင်ကအဲ့လိုစွာတဲ့ပုံစံဆိုတော့တခုဆိုရင်သူကစွာတာအဓိကလည်းလာဝင်းအော်ရေဝေနဲ့ပတ်သက်ပြီးတော့သူကစွာတာဒီကပြောချင်တာကတော့မှွန်နေတာတရားအပြစ်မှတော့ခဏပြောတဲ့အချက်ကြောင့်နေပြောတဲ့ဇကာထဲမှာကျတော့အဲ့ဇလန်ပြောရင်းထဲမှာကျတော့မှွန်နေဘာမှမမြင်တော့ရေဝေတယောက်ထဲမှာမြင်နေတယ်ဟုတ်တယ်နော်ဒါမဲ့လေဒါမဲ့လေပြောင်းလဲသွားပါတယ်ခလေးတွေကခလေးတွေကနောက်ပိုင်းပြောင်းလဲသွားမှာနောက်ပိုင်းကျရင်လိမ္မာလာမှာလိမ္မာသွားကြမှာ ဆရာဆရာမကြီးတွေမှာသူ့ကိုချစ်ဆုံးတယ်သူ့ကိုချစ်ဆုံးတယ်ဒီဒူချစ်ဆုံးလေဒူမဒူမမချစ်ဘူးလေဒူမမချစ်ဘူးမဟုတ်အတိတ်ကဒီကာရီတာရဆိုလို့ရှိရင်လောင်းကဆ iam ဒေါ်ယီမွန်ချစ်တာဗာလဲဆိုဆ iam ဒေါ်ယီမွန်ကကြောင်ထွက်ကန်ဒီမှာကြောင်ထွက်တော့မယ်လို့တဲ့ဆ iam တမီးရဲ့ဟီးရိုးဆိုပြီးတော့သူကလည်းသူ့ရဲ့ရည်ရွယ်ချက်တွေအတွေးခေါ်ပြီးပြောင်းလဲသွားလာတယ်ဆ iam ဒေါ်ယီမွန်ကြောင့် ဆမ်မတော်ရင်ပေါ်နဲ့တွေ့ပြီးလောင်းဝပြောင်းလဲသွားတယ်အဲရဝေရောအဲ့လောက်ကြီးထိဟုတ်တယ်လင်နာမီရောပြောချင်တာတော့အရင်မယူတော့ဘူးရဝေပေါ်မှာအမဝေးပြောလို့လင်နာမီရောလောင်းဝဟုတ်ကဲ့ဒီနေ့လေးအရင်သူဆမ်မကြောင့်မို့သူအများကြီးပြောင်းလဲပြောင်းလဲသွားတယ်အဲ့လိုပုံစံမျိုးဆမ်မလည်းတပည့်နဲ့တွေ့ပြီးသူ့ရဲ့အကျင့်တွေပြောင်းလဲသွားတယ်အဲ့လိုလှုပ်ထားတဲ့ဇနီးရကျွန်တော်လာပြောရလား main ကလေးတွေဖြစ်ပြီးအင်ဂျီတိတ်ခါရှိရှိနေကြ တန်ဖိုးရှိအောင်လုပ်ကြကြားလာချို့ကူမန့်လေးတွေ့ရဥစ္စာမှာလည်းအပြင်မှာတချို့အဲ့လိုမျိုးအရန်ဆိုနေလေးဆိုတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုအရန်ဆူတဲ့အရန်ကျန်တဲ့ဆံမကြီးရှိတာတော့ရှိတယ်မရှိဘဲနဲ့လည်းဒီလိုဇက်ကတော့ရေးထားတော့မဟုတ်ဘူးပေါ့နော်အပြင်ကဒီလိုမျိုးအကြောင်းအရာလေးရှိလို့လေကိုကပြီးရေးထားတဲ့အကြောင်းအရာရှိတာ哦ပြီးတော့အဲငငယ်တော့ကတခါတွေ့ဘူးရယ်ဆံမအရန်ရိုက်တာ အရန်ရိုက်တာဆိုတငယ်ချင်းဆိုလက်တောင်ခွဲလိုက်ရတယ်အဲ့လိုအဒါအဲ့ယူနိုငငယ်တော့ကကြတော့ចောင်းမှာចိန်လုံးកាន់လို့ရသေးရဲ့အခုခင်မှာចောင်းမှာကလေးတွေရိုက်ခွင့်မရှိဘူးចိန်လုံးတွေမកាន់ကြတော့အဲ့လိုဖြစ်တာဟုတ်ယူနိုတော့ကကြအရန်တန်ပေးခံရတယ်အဲဘယ်လိုပြောမလဲဟိုထိုင်ဟာလောက်တာတို့ဖားကုန်ခုန်တာတို့ကဒါတပိုင်ဒါမဲ့ចောင်းမှာ ကြိမ်လုံးနဲ့ရိုက်တယ်ဆိုတော့ကြိမ်လုံးတောင်မှလေးအဲ့လိုတတိလေးကိုလေးငါးပင်လိန်ပြီးတော့တေးပင်နဲ့စီးပြီးတော့ရိုက်တာအဲ့လိုရှိတယ်နောက်တစ်ခုကကြတော့ဒီလိုဘာလဲဝလုံးလားအကြီးအဲ့လိုဟိုင်းနဲ့ရိုက်တာလည်းရှိတယ်အဲ့တုန်းကစာမပြီးသေးတာလားမသိစာမပြီးသေးတာကိုစာပိုက်တွေကိုရေးရဟာမပြီးသေးတော့ရိုက်ခံရတာရုံးရဲ့တငငချင်းနှစ်ယောက်တယ်အရိုက်ခံရတော့အဲ့မှာနှစ်ချက်လားမသိဘူးဒီလိုရိုက်တဲ့ဟာမှာဆီယမအဲ့လို down line ရိုက်တာ哦အဲ့လိုအကြီးနဲ့ တငယ်ချင်းဒီထိချက်လွယ်ပါပြီးတော့ထိချက်လွယ်အကျော်ထိွာအကျော်ထိွာလက်တကြွယ်ကိုထိပြီးတော့အဲ့နာမှာဖောင်းွာညီပြော်လေလက်တွေဆိုလုံးဝညီရဲတို့ပြီးတော့ညည်ရေဆိုအပေါက်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 ကြအရိတ်ခံပြီးအတငယ်ချင်းငါးတန်းနှစ်မှာလားမသိသူရိုက်ခံရရဲ့အချိန်မှာ၆တန်းနှစ်မှာခွဲလိုက်ရငါးတန်းနှစ်မှာရိုက်ခံရတော့လက်ကြီးကဖောင်းတာလေစာရင်သူ့လက်ကြီးကအမှတ်မြင်ကျွရှင်မှာရဟဲ့နစ်လက်ပါဗျာရိုက်ခံပြီးကြာအကျော်ထုံးွာအလုံးလုံးကြီးဖြစ်ပြီးတော့အဲ့ဒါခွဲလိုက်ရတယ်အဲ့ဒါရှိရရှိတယ် ဒါပေမဲ့တကြောင်နဲ့တကြောင်မှာဟိုတူရင်မတော့တူမှာပေါ့အကုန်လုံးကဒီလိုအတွေ့အကြုံစားလဲကြုံမှုမှလည်းဟိုတိမာလေဒါဒါပေမဲ့အများတိုင်းအရာအဓိကဒီထဲမှာပြောချင်တာဆရာကြီးတိုင်းကလည်းအများတိုင်းမမှန်နေဘူးဆိုပြီးပြောချင်တာတပိတ်နဲ့တွေ့ပြီးတချို့ပြောင်းလဲတာဒါကတော့ဥပမာအနေနဲ့ပြောချင်တာပေါ့လေဇလန်အရာပေါ့အပြင်မှာလည်းရှိတာတော့ရှိတယ်ကောင်းတဲ့ဆရာမလေးအများဒါပေမဲ့အဲ့ဆရာမရိုက်တာမကောင်းလို့ပြောချင်တာမဟုတ်ဘူးเนาะဟိုပြောချင်တာကဟို ဂယုဏဒေါသောပေါ့ဆရာမစေတနာပေါ့စာမပြီးသေးဘူးလားဘာညာဆိုပြီးတော့အဲ့လိုကျန်နေဆရာမကောင်းနေခြင်းနဲ့ဆရာမဒီကရှိရရှိရှိရေဆောင်လိုက်တော့ကြုံကြီးကိုတောင်းပြီးထားတာငါအဲ့တော့သူ့ဒီလိုခိုးဖက်တယ်ဆိုငါမှပြေဝတာမရှိအဲ့တော့သူ့ကိုစားပါငါ့ကိုရိုက်အခန့်မယ်ငါလည်းငါပြည့်ရှိအောင်ငါတောင်းပြီးယူပြီးသွားတယ် င်းလဲရင်းတောင်ဝိတာမင်ဆက်လို့အဲကျွန်တော်အနေနဲ့ကျတော့ဘာဖြစ်လဲဆိုကျွန်တော်ရဲ့အဓိကဟိုပါဖြစ်တာကျွန်တော်ဇကားရိုက်ပြီးသွားရင်ကျွန်တော်အပြင်မှာသွားရင်ကျွန်တော်မမီဘာလို့မမီလဲဆိုတော့ကျွန်တော်ဇကားရိုက်ရင်ကိုက်တာအမြဲပြောင်းတယ်ကိုက်တာအမြဲချိန်တယ်ကျွန်တော်ရသမားကားဆိုလည်းရသမားလုတ်ဇက်ရုပ်လုတ်ပြီးသွားပြီဆိုရင်အပြင်မှာကျွန်တော်သွားရင်ကျွန်တော်မမီအဲ့လိုအဲ့ဇက်ရုပ်ကိုပြန်သွားမှလည်းတများတည်တည်မယ်အခုလိုကြောင်းစရာဆိုလည်းကြောင်းစရာပုံစံဖမ်းလိုက်ပြီဆိုကျွန်တော်လည်းအသက်ကြီးရောအိုးလိုက်တယ်ညီမနေတက်ပြီဆိုရင်အပြင်မှာသွားတဲ့ချိန်ကျရင်ကျွန်တော်ပုံမှန်ကိုယ့်ရဲ့ကိုက်တာလည်းနေတဲ့ချိန်ကျရင် ော်တော်များများတော့ဟိုလိုမတိတာများတယ်တိတော့မြို့တလူလူပဲကိုရဲ့ယုံနံယုံနံမှာဆိုလို့ရှိရင်လုံးဝကာရက်တာဝင်တာကြီးကကြောက်စရာကြီးအဲ့တော့ဆိုကိုနေစားပြီးတော့နှာခမ်းမွေးတွေမုစိတ်မွေးကြီးတွေနဲ့ပတိုင်းမွေးတွေနဲ့ကားပြီးွားတော့မှသူ့မှာမူကမထွက်နိုင်တယ်အဲ့လိုအရင်ဒီဇက်ထဲမှာအရင်ဝင်တာပေါ့ပြီးတော့ပြိုးရင်မှာစုံတော့လေကိုကြီးဒီဇက်ထဲမှာဘယ်လောက်ထိနှစ်ပြီးတော့ရိုက်လဲဆိုတာတိတယ်ဒီចောင်းစရာတယောက်ဖြစ်ဖို့အတွက်ပေါ့နော် အဲအဲ့ drama စင်းနေမှာဆိုလို့ရှိရင်ပူတိတာရယ်ဒါကလည်းအတူတူဆရာကိုကိုကိုစီဟုတ်ကဲ့ကျေးဇူးပါ